ွေရပါမတန်ဆွမ်းယောဂါကိုခန်းစားခဲ့ရပြီမဲ့သူရဲ့အစွမ်းစားတွေကိုအကောင်းဆုံးထုတ်ပြနိုင်ခဲ့တဲ့မတန်ဆွမ်းတက်တူးဆရာကိုဝေယံပြည်သမ ्या လုံးမဲမင်္ဂလာပေါင်းမာရဘန် page ကနေကြိုဆိုလိုက်ပါတယ် ကိုဝင်းရန်ကတော့မွေးရပါလက်နှစ်ဖက်ချွတ်တဲ့ဝေဒနာကိုခံစားခဲ့ရတာပဲဖြစ်ပါတယ်။ဘဝဘေးအကျိုးကြောင့်အင်ကာမစုံမလင်နဲ့ရောက်ရှိလာခဲ့ပေမဲ့ကိုဝင်းရန်ကတော့သူ့ရဲ့ဖြစ်တည်မှုအပေါ်မှာစိတ်ပြအာရတာမျိုးမရှိဘဲအကောင်းဆုံးလက်ခံထားနိုင်သူပဲဖြစ်ပါတယ်။လက်နှစ်ဖက်လုံးမရှိတဲ့မတန်ဆွမ်းဘဝကိုရောက်ခဲ့ပေမဲ့လေကိုဝင်းရန်စီမှာတာမန်လူတွေထပ်ထူးကြတဲ့ဆွမ်းဆောင်ရည်ကောင်းတွေကိုပိုင်ဆိုင်ထားတာပါ။ ပကြီးပညာကိုငယ်စဉ်ကတည်းကဝါသနာပါခဲ့ပြီးအရွယ်ရောက်လာတော့ဆောင်ရွက်ပေါ်မှာဆွဲရတဲ့ပကြီးထက်ခနာကိုပေါ်မှာဆွဲရတဲ့တက်တူးပကြီးကိုပို့ပြီးအာတန်လာတာကြောင့်တက်တူးဆရာတယောက်ဖြစ်အောင်စ조사ခဲ့တာပဲဖြစ်ပါတယ်။အခုဆိုရင်ကိုဝေရန်ကတက်တူးပြိုင်ပွဲတွေမှာတော့ဝင်ရောက်ရှင်ပြိုင်နေပြီးထွတ်ချွန်စုတွေရရှိနေပါပဲ။ငွေသားစုတွေအပြင်ဂုံပြုတ်မှတ်တမ်းတွေဈေးမင်းကြောင့်ထိုးတဲ့ဆုတ်တန်တွေပါရရှိခဲ့တာပါ။ကိုဝေရန်ရဲ့အရေးချင်းတွေကိုတက်တူးလောကကဝိုင်းရင်ပညာရှင်ဆရာသမားတွေကလည်းအသိမှတ်ပြုတ်ပြီးချီးကျူးထောက်ပံ့ပြုခဲ့ကြတာပါ။ကိုဝေရန်ကတော့အခုလိုစုတွေရပြီး အောင်မြင်နေပေမဲ့သူရဲ့ scary ကိုတော့ပိုပြီးတိုးတက်လာအောင်စ조사နေတာပဲဖြစ်ပါတယ်တက်တူးလောကတွေကိုဝင်ဖို့စတင်ပြီးဆုံးဖြတ်လိုက်တဲ့အချိန်ကလေးကအင်တာနက်ပေါ်ကနေတက်တူးပညာကိုလေ့လာပြီးလေ့ကျင့်ခဲ့တာပါမိသားစုတွေကတော့တက်တူးဆွဲတာဟာပကြီးဆွဲတယ်လို့ဘောပင်ခဲရံနေကြပြီးဆွဲရတာမဟုတ်ဖဲ တက်တူးဆက်တွေကိုအကင်ပြီးဆွဲရတာဖြစ်လို့ခြေောက်ကိုတောင်အပြုတ်ပြီးအလုံးလုံးရမဲ့သားဖြစ်သူအတွက်စိုးရင်ခဲ့ကြတာပါဒါပေမဲ့ကိုဝေရန်ကတော့ထွန်းရွှေဝါအစာချေဘူးတဲ့ကိုတဲအပြည့်ထည့်ပြီးဘောပင်တက်ကငါးလကျော်လောက်လေ့ကျင့်ခဲ့တာကြောင့်တင်နန်းကတက်တူးဆရာစီရောက်တော့အရေးချင်းစစ်စမ်းသပ်မှုတွေကိုအောင်မြင်စွာလုပ်နိုင်ခဲ့တာပါတက်တူးလောကတွေကိုစောင့်ဝင်လာတဲ့ပုံမှန်လူတွေတောင်တရေအိတ်ပေါ်မှာတက်တူးကိုဖြောင်းအောင်မရေးတက်ပေမဲ့ကိုဝေရန်ကတော့ခြေောက်ကိုအသုံးပြုပြီးတော့တေသက်လှပပြီးဖြောင်းအောင်ရေးနိုင်ခဲ့တာကြောင့်ဆရာကတော့ချီးကျူးခဲ့ရတဲ့အထိပ်ပါမိဘတွေကလည်းသားလေးတယောက် ောက်တည်းရှိတာဖြစ်လို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုအတဏိုင်ဆုံးဖြည့်ဆည်းပေးခဲ့ကြသလုံး၊ဒါရဲ့လက်ရာကိုလည်းခနာကိုပေါ်တင်ပြီးစိတ်သက်ခွန်အားပေးခဲ့ကြပါတယ်။လက်ရှိမှာတော့အိမ်မှာပဲတက်တူးဆိုင်ဖွင့်ထားပြီးအလုပ်တွေလက်ခံနေတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့လက်မပါပဲခြေထောက်နဲ့တက်တူးထိုးတဲ့သူ့ကို customer တွေကမယုံကြည်ရခဲ့ကြပေမဲ့ result ထွက်လာချိန်မှာတော့သဘောကျနှစ်တက်ကြတာမလို့ကိုဝေယာပေါ်ယုံကြည်လာကြတာပေါ့ online တက်တူးပြန်ပွဲမှာလည်းဂွန်ဖြူစုတွေကိုရရှိခဲ့ပါသေးတယ်အခုဆိုရင်မတန်ပေမဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ကိုဝေယံကသူ့ရဲ့အိမ်မက်တွေကိုလက်တွေ့အကောင့်ထဲပေါခွင့်ရနိုင်ပြီပဲဖြစ်ပါတယ်မတန်စွမ်းတယောက်ဖြစ်နေလို့မလုံနိုင်ပါဘူးကွာလို့နှိမ်ပြောခဲ့တဲ့သူတွေကိုလည်းကိုဝေယံကကျေးဇူးတင်နေတာပေါ့သူတို့ရဲ့စကားတွေကိုတွန်းအားတွေအဖြစ်ပြောင်းလဲပြီးလက်တွေ့မှာအောင်မြင်လာလို့ပဲဖြစ်ပါတယ် ကိုဝေရန်ကတော့နိုင်ငံတကာတက်တူးပြန်ပွဲတွေအထိထိုးပေါက်ပြီးသူ့ရဲ့ခြေထောက်နဲ့ရေးဆွဲတဲ့တက်တူးပညာကိုချပြခြင်းနေတာပေါ့ဒါကြောင့်အမရှော့ပဲအစွမ်းကုန်စူးစမ်းနေတာပဲဖြစ်ပါတယ်ပရိသတ်တွေကလည်းစိတ်ဓာတ်မှာကြောတဲ့တက်တူးဆရာကိုဝေရန်ကိုချီးကျူးဂုဏ်ပြုနေကြတာပေါ့အိမ်မက်တွေလည်းအကောင့်ထဲဖွင့်နိုင်ပြီးကဘာကျော်တက်တူးဆရာကြီးဖြစ်ဖို့ကိုဆုတောင်းပေးနေကြပါတယ်ကိုဝေရန်လည်းခနာကိုချွင်းချက်ရှိနေပြီးမတန်တဲ့သူတွေလည်းစိတ်ဓာတ်သာပြင်းပြလာရင်ဘာမဆိုဖြစ်နိုင်တယ်စမ်းဆောင်နိုင်တယ်ဆိုတာကိုပြသပေးခဲ့တာပဲဖြစ်ပါတယ် ရတတို့အနေနဲ့ရောမတန်ပြင်မဲ့စန်းဆောင်ရီကောင်းတွေကိုပိုင်းဆိုင်ထားတဲ့တက်တူးဆရာလေးကိုဝေးရအပေါင်းအမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ